ျွန်တော်ဒီမှာမလာခင်မှာ UK မှာကျွန်တော် UK ဆိုရနဲ့ကျွန်တော် UK ဖတ်တော်ကတောင်းဆိုတဲ့လူကြီးတွေနဲ့ကျွန်တော်တွေ့ခဲ့တယ်။မိမတစ်ဖက်ကကျွန်တော်ဒီ UK ပဲဖြစ်ဖြစ် EU ပေါ့နော်ဒီ Europe တိုင်းမှာရှိနေတဲ့တချို့သူတို့များများဟာဆိုရင်လည်းဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမှ suction ကိုလုပ်တဲ့အခါမှာသူတို့ဟာလည်းတက်တက်ကြွကြွတော့ဒီ suction ကိုဒါကပြည့်စုံကိုလုပ်ချပါအတိုင်းနဲ့လည်းတစ်ခုချန်နေခဲ့တာက ဒီမြန်မာ economy bank လို့မျိုး MEB ပေါ့နော်ဒါတွေကိုသူတို့က suction မလုပ်တဲ့အခါကျတော့အဲ့ဒီမြန်မာ economy bank ကမဲ့တစ်စီဒီစကားစကားဒီဒါခပိတ်ဆို့မှုကိုသူတို့ကရှောင်နေတာကိုတွေ့ရတယ်။ဒါကြောင့်မလို့ဒါကူလည်းအဲ့ဒီလကြောက်တွေကို suction လုပ်တဲ့အခါမှာတင်ချလဲဒီ suction ရဲ့ effectiveness ကိုလည်းတင်ချလဲကြည့်ပြီးမှ တစ်ဖက်ကပြောမယ်ဆိုရင်စက္ကစက္ကဒီဖက်ကိုဆက်ဆလုံးမယ်ဆိုရင်ဟိုဖက်ကိုထွက်ပြေးတယ်ဟိုဖက်ကိုလုံးမယ်ဒီဖက်ကိုထွက်တယ်ဆိုတဲ့ဒီထွက်ပေါက်တွေကိုပေါ့နော်သူတို့စီးတမြကိုသူတို့အနေနဲ့ကလေးဆက်ဆလုံးတဲ့အခါမှာထပ်ပြီးတော့ပေးနိုင်ဖို့ကိုတော့သူတို့ဆွေးနွေးခဲ့တယ်ကျွန်တော်အဓိကတွေးဆိုတာကတော့ အမေရိကန်လွှတ်တော်ကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံတယ်။အာပြီးမှဒီဆိုရပေါ့နော်အမေရိကန်ဆိုရဘက်ကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့တယ်ပေါ့အမေရိကန်ဆိုရနဲ့အမေရိကန်လွှတ်တော်ပေါ့သူချုပ်နဲ့ပြောမယ်ဆိုရင်အဓိကတော့သူတို့နဲ့ဆွေးနွေးတာကအချက်၅ချက်လောက်ရှိတယ်လို့ပြောလို့ရပါတယ်။အချက်၁ကတော့ခီဒီအမေရိကန်ဆိုရအနေနဲ့မြန်မာနိုင်ငံဖက်ဒရယ်ဒီမိုကရေစီရရှိရေးတည်သူတို့အတွက်လဲ strategic interest ဖြစ်တာကိုဆိုနားလဲတယ် တကယ်လို့မြန်မာနိုင်ငံဟာ Federal Democracy နိုင်ငံမဖြစ်ဘူးဆိုရင်တော့မြန်မာနိုင်ငံဒီမြောက်ကိုရီးယားနိုင်ငံလို့ပေါ့နော်ဒီတကယ်ဒီ First State ဖြစ်သွားရင်လည်းတကယ် America အတွက်ကတကယ်ကိုဒုက္ခရှိချက်ဖြစ်နိုင်တယ်တခုကသူတို့လက်ထဏနားလည်ပါတယ်ကျတော့မြန်မာနိုင်ငံလေဒီမိုကရေစီနိုင်ငံဖြစ်မလားတော့မဟုတ်မြန်မာနိုင်ငံဒီ authoritarian ဒီ anarchist စနစ် နော်ကိုရီးယားထဲဆိုးတဲ့အာနာစီစနစ်နိုင်ငံဖြစ်မလားဆိုတာကအမေရိကဆိုးရတဲ့အမေရိကကောင်းဆောင်တဲ့နေရာတာကိုစစ်ဆထားပြတာဖြစ်ပါတယ်မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံဖြစ်ခိုင်းရေးဟာအမေရိကရဲ့ strategy ဖြစ်တဲ့အခါမှာအရာကိုနံပါတ်၁ဆွနေခဲ့တယ်အရာကိုဆွနေတဲ့အခါမှာလည်းအခုလောက်တော့ဖြစ်နေတဲ့ကျွန်တော်တို့ဒီ အမေရိကပြည်ထောင်စုမှမြေတည်နေထိုင်နေတဲ့မြန်မာပြည်ပွားတွေခုဒီ DPS နဲ့နေနေတဲ့လူတွေတောင်းကနာနေပါတော့ကိုကျွန်တော်တို့ရှိတယ်လို့ခမခမတာပေါ့နော်အဲ့သူတို့ကိုလည်းဒီအော်တိုဘာလာချရတော့သူတို့ရဲ့ DPS က visa ကကိုယ်တော်တော့မှဖြစ်တယ်အဲ့ဒါကိုလည်းအမေရိကဆွေးရမှတော့ရှိတဲ့အနေနဲ့ လူတွေအနေနဲ့ဒါကိုဘလို့ပဲဖြစ်ဖြစ် exception လုပ်နေဖို့ကတော့အရေးကြီးကြောင်းကိုတို့ပြောခံတယ်ပြီးမှဒီ travel ban လဲကျွန်တော်ရောက်ခါစကပဲဒါ effect ဖြစ်လာတဲ့အခါကျတော့ဒီ travel ban နဲ့ပတ်သက်ပြီးလဲအခုနောက်လို့ blanket အဲ travel ban ပို့စာမဟုတ်ပဲနဲ့ဒီ travel ban ကိုအဲ east ပေါ့နော်ပို့ဖို့တော့ short ပေါ်သွားနိုင်အောင်အထူးတစ်ပြေးမြန်မာနိုင်ငံမှာလူငယ်ဒီဆန်နေရတာဟာ အခုဒီနော်ဒီစီးပွားမထမနေရဥပဒေကိုပြန်ထပြီးမှမြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေအားလုံးကိုအခုနာလို့ဒီသူတို့ရဲ့စစ်ဘိုလ်ချုပ်ဒီကနေပြီးမှဒီမြန်မာနိုင်ငံမှာရှိတဲ့သားတွေတမီးတွေကိုအကုန်လုံးခေါ်ယူပြီးမှသူများသားတမီးတွေကိုတော်တော်ဖို့ရအတွက်ဒီသူတို့လှုပ်ရှားနေတဲ့အကြောင်းနဲ့ဒီ travel ban ဟာတကယ်တမ်းဆိုရင်တော့လို့ဟိုဘယ်လိုပြောမလဲ ခက်ခဲရအမှရှိနေတဲ့အတွေ့အကြုံဒါကိုလည်းရှင်းဖို့ပြနေပုံစံဆွေးနွေးနိုင်ခဲ့တယ်ပြီးမှတစ်ခုကတော့ဒီအမေရိကန်မှာရှိနေတဲ့ Burma Air ဥပဒေပေါ့နော်ဒီ Burma Air ဥပဒေကိုလည်းသူတို့အနေနဲ့အကောင်ဆုံးနဲ့ဒီ fully implemented ဖြစ်နိုင်ဖို့ရအတွက်ကိုကျွန်တော်ဘလို့ strategy ဆွဲပြီးမှဘလို့ comprehensive ဖြစ်ပြီးမှဒါကို ဖြစ်နိုင်မလဲမမဟုတ်ဘူးဆိုတော့ကျွန်တော်ဒီဘာမှဥပဒေကြီးဟာစာရွက်ပေါ်မှာပဲရှိပြီးမှဘလို့နဲ့မှကိုကဟိုမှာ အကောင့်ထဲကိုမပေါ်ပဲနဲ့ထားနေတယ်ဆိုရင်လေခုနလောအီတိုပစိဖစ်သို့မဟုတ်ဒီခုနဒီအီဒီယိုရှန်တခုလို့ရလူချုံရင်ကပလူချုံရင်နဲ့ကပစီပွားရလာကြောင်းပါလဲထိခိုက်နိုင်တဲ့အခြေအနေကိုလည်းကျွန်တော်ဆွေးနွေးခဲ့ပါတယ်နောက်တစ်ခုကတော့ဒီစကားစကားပြုလုံးမဲ့ဒီအတူရောရုပ်ောက်ပွဲပေါ့နော်ဒါဟာဒီနှစ်မကုန်ခင်မှာသူတို့ကပြုလုံးမယ်လို့သူတို့အကြံထားပြတာဖြစ်တယ်ဒီ ဆာကဆာကပြုလို့မဲ့အတူရောရုပ်ကောက်ပွဲနဲ့ပတ်သက်ပြီးမှအမေရိကန်ကောင်းဆောင်တွေနဲ့အမေရိကန်ဆွေရတဲ့အနေနဲ့ဒီကူဆာနဲ့ပတ်သက်လို့ဝါတာကိုအဆုတ်ချဖို့ပေါ့နော်ဒါကိုလို့ဝါဒါလက်မခံဖို့ကျွန်တော်ဆွေးနွေးခဲ့တယ်အဒါအပီပေါ့နော်တစ်ဖက်က ပြောမယ်ဆာကဆာကတော့သူတို့ဒီဒါကိုအလို့ဆောင်သွားမယ်ဆိုတာသူတို့ကပြောပြီးသားဖြစ်တယ်အချိန်ညှာထားပြီးသားဖြစ်တယ် သူတို့ကလှုပ်လိမ့်မယ်လှုပ်တဲ့အခါမှာခုနလိုပေါ့ဒီအစိုးရတွေကိုလည်းအတူရောအစိုးရတွေဖွဲ့ဖွဲ့ဖွဲ့မှာပေါ့ပြောပြောမှာလွှတ်တော်ဆိုရင်တူရောလွှတ်တော်ဖွဲ့လာမယ်အခုနလိုအစိုးရဆိုရင်အတူရောပေါ့နော်သူတို့ထွက်လာမယ့်အခါမှာဒီထွက်လာမယ့်အတူရောတွေเนี่ยကိုလို့ဝမြန်မာနိုင်ငံကအနာဂတ်နဲ့ပတ်သက်လဲဆိုတော့ဒီတက်ကက်ကိုမြန်မာပြည်သူလူထုနဲ့ကိုအတူရည်တည်ဖို့ရအတွက်အကျွန်တော်ပြောခဲ့တယ် ကျွန်တော်ဒီအမေရိကပီထောင်စုမှာပေါ့နော်သူတို့ကဒီဘာနိုင်ကော်မတီလွှတ်တော်မှာရှိတဲ့ဒီဘာနိုင်ကော်မတီကသူတို့အဲ့ဒါအရေးကြီးဆုံးတစ်ခုတော့ဖြစ်တာ appropriation committee ပေါ့နော်သူတို့ကကော်မတီဝင်လည်းကျွန်တော်အခြေအနေတွေ့ခဲ့ပါတယ်အရေးကြီးဆုံးကတော့ဒီနှစ်မှာမြန်မာနိုင်ငံကကိုကူညီပပို့တဲ့အခါမှာ American dollar ဒီ2026ဘာလနှစ်မှာဆိုရင်တော့ American dollar 123တတားကိုအမေရိကအနေနဲ့မြန်မာနိုင်ငံကိုကိုယ်ကိုင်နိုင်ဖို့ဆိုပြီးမှလွှတ်တော်ကိုယ်စားလှယ်တွေလက်မှတ်ထိုးယူမှာပေါ့နော်ဘာနိုင်ကော်မတီကိုသူတို့ပို့ထတာကိုလည်းမင်းညာကျွန်တော်ဆွေးနွေးခဲ့ပါတာအဲ့ဒီမှာအဓိကတော့အဲ့ဒီနိုင်ငံခြားရေးကော်မတီကနေပြီးမှတကယ်တမ်းဆိုတော့ဒါဒီဖက်ကဘာနိုင်ကော်မတီကိုပို့တဲ့ဥစ္စာဖြစ်တယ်အဲ့ဒီမှာလည်းကျွန်တော်မြန်မာနိုင်ငံဆိုင်ရာပေါ့နော်ဒီလွှတ်တော်ကော်မတီရှိတဲ့ ဒီဘာမကောကစကဥက္ကပုဒ်ဥက္ကထပေါ့နော်ဘီလ်ဟောစီကာလွတ်တော်မှလည်းပါပါတယ်သူတို့အပါဝင်ပေါ့နော်ဒီမိုကရက်တစ်ပဲလွတ်တော်မှတွေရဲ့ပြီးမှရီပဘလစ်ကဖက်ကလွတ်တော်မှတွေရဲ့သူတို့လည်းမှသူမှခုနလိုပေါ့ဒေါ်လာသား120တားကိုဒီ2026မှာဆိုတော့ကူညီလိုက်ဖို့ဆိုပြီးတော့တယူဝီစာရေးထားပါတယ် အဓိကအဲ့ဒီဒေါ်လာတန်း120တတပေါ့နော်ဒါကလွှတ်တော်ကုဆယ်တရားနေမှာလွှတ်တော်ပါနိုင်ကော်မတီဒါ appropriation ကိုတွားမှာနခုစလုံးမှာပေါ့နော် appropriation committee ကိုတွားမှာဆိုတော့ဒါကတော့တကယ်တော့ကြည့်မယ်ဆိုရင်အဲ့ဒါအချက်ငါချက်တော့ကျွန်တော်သိပါတယ်အဲ့တော့ဒီအဲ့ဒီစာချုပ်ကိုလည်းမင်းကလွှတ်တော်အမတွေနဲ့နေရကုဆယ်နဲ့တွေ့တဲ့အခါမှာဆိုဆွေးနွေးခဲ့ပါတယ်အာဆိုတော့အဲ့ဒီမှာအဓိကတော့ဒီ ဒုက္ခတည်းတွေပေါ့နော်ဒုက္ခတည်းတွေရဲ့အကူအညီပါတယ်လူတဆန္ဒအကူအညီပါတယ်အဓိကဒီရိုဟင်ဂျာမျိုးကမော်မာတွေအတွက်တော်လကောင်းဒီမြန်မာနိုင်ငံအတွေးထက်မှာရှိနေတဲ့ကျွန်တော်ဒီနော်ဒီနေရာလို့ဆုတ်ခွာနေရတဲ့နော် IDP တွေနဲ့ဒီမြန်မာနိုင်ငံအပြည့်ဖက်မှာရောက်နေတဲ့အိန္ဒိယတွေရဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ခုနထိုင်းနိုင်ငံရဲ့အဲ့မှာရောက်နေတဲ့သူတွေအတွက်အဓိကဒီလူတဆန္ဒအတွက်ပါတော့ကိုတွေ့ရတာ နောက်တစ်ခုကတော့ဒီ support for ခုနဒီ democracy အီအာစုတွေအတွက်ပေါ့နော်အီအာ democracy အာစုတွေအတွက်လည်းတကယ်တော့ဆိုရင်တော့တစ်ဖက်ကအဲ့ဒီဟိုအတရား20တာမှာ democracy အာစုတွေအတွက်ဆိုတာဟာလည်းစာတမ်းမှာကျွန်တော်တို့တွေ့ရပါတယ်တစ်ဖက်ကအဲ့ဒါတမကပဲနဘတ်တို့ကတော့ဒီစစ်ကောင်စီကို isolate လုပ်နိုင်မဲ့အဥ္စာတွေပေါ့နော်စစ်ကောင်စီကို ဟိုခုနလိုပေါ့သူတို့ကို suction လုံးပဲဖြစ်ဖြစ်သူတို့ကိုခုနလို isolation ဖြစ်စေနိုင်မယ့်အချက်ပါပါတယ်နောက်တစ်ခုကတော့ဒီဒီ America အစိုးရအနေနဲ့မြန်မာနိုင်ငံအပေါ်မှာပေါ့နော်ခုနဒါခပေးဆုတဲ့အခါမှာဒီအကြဖက်စစ်အာဏာရှင်တွေကိုဒါခပေးဆုနိုင်မယ့်အခက်အခါကိုလည်းပါပါတယ်ပြီးတော့နောက်ဆုတ်ကတော့ ဒီဘာမာအဲ့ဥပဒေပေါ့နော်ဒီဘာမာအဲ့ဥပဒေအခုဆိုရင်တော့ဒီဘာမာအဲ့ဥပဒေကိုအကောင့်ထဲပုံနိုင်ဖို့ရအတွက် brave burma at ဆိုတာထွက်လာပါတယ်ဒါဟာလည်းတကယ်တမ်းဆိုရင်တော့ဒီဘာမာအဲ့ဥပဒေကိုဒီထက်အခုနာလို့စာရွက်စာသားပုံမှာပဲရှိနေတဲ့ဥစ္စာမဟုတ်ပဲねဒါကိုတကယ် enforce လုပ်ပြီးမှမေ့ပြီးမှတကယ် implementing လုပ်နိုင်မဲ့ဆိုတဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ အဓိကပြချုပ်မယ်ဆိုရင်တော့ဒီလူသားဆန္ဒအတွက်ကတော့အဓိကဖြစ်တယ်လို့တော့ပြောလို့ရပါတယ်